ီကတော့ကျွန်တော်တို့မြန်မာနိုင်ငံရွေးရှင်အစည်းအဝေး22ကြိမ်မြောက်ကထေတင်ကန်ကထေမကထေမပေါ့နော်ကထေတင်ကန်ကက်လူဝဲနဲ့ဒီပရိသတ်ပင်ဒီလူပြပွဲပေါ့နော်စိတ်သေးကိုဒီသေးကိုအရင်ရောက်အရင်ထည့်ရတယ်အရင်အရင်ထည့်ပြီးမှနောက်မှတိ ਊ ဆောင်တိ ਊ ဆောင်အတက်ပညာတွေတဲ့အဲ့လိုပြန်စုပေါင်းမှာအဲ့အဲ့အကြမှာအမှုပညာဆိုတဲ့အရာတစ်ခုဖြစ်လာတာတိ ਊ ဆောင်တာကြီးပဲတက်တက်တိ ਊ ဆောင်တာပဲရှိတယ် ရင်းနေကခန်းစားချက်ဆိုတဲ့ move ဆိုတဲ့ဟာကိုရင်းနေရအောင်ထည့်လိုက်တဲ့အချိန်မှာပျောက်မြောက်တဲ့အမှုပညာပြိသက်တွေအရင်ကြိုက်ကြပါတယ်ဆိုတဲ့အဲ့လိုအမှုပညာရတာဆိုတာပေါ်လွင်လာတာအာ အဲဒီနေ့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံရွေးချယ်အစည်းအဝေး22ကြိမ်မြောက်ကထေတင်ကန်းကထေကထေပေါ့နော်ကထေတင်ကန်းကလူဝယ်နဲ့ဒီပရိသတ်ပင်ဒီလူတဲ့ပွဲပေါ့နော်ဒါတော့22ကြိမ်ဆိုကျွန်တော်အဲဒီမှာတက်ဖြစ်တာဆိုတော်တော်ကြာပြီကျွန်တော်တို့2000ဒီရွေးချယ်အစည်းအဝေးတင်နေဆင်းပြီးတဲ့ဒီကထေပွဲတွေဒီရွေးချယ်အစည်းအဝေးလုပ်တဲ့ပွဲတွေဆိုတော့တောက်လျှောက်ကျွန်တော်လာဖြစ်တယ်ပေါ့ဟုတ်အဲကောင်းပါတယ်ဟိုပါပေါ့တချို့လူတွေကလာနိုင်တယ်တချို့လူတွေကြတော့မလာနိုင်ဘူးတချို့က အဲတချို့ကလာကျင်းတော့ညလည်းအနေရီရောက်နေကြတဲ့လူလည်းရှိတယ်ဒီနေ့ဆိုလို့ရှိရင်အလူငွေလည်းအများကြီးရတယ်လို့ကျွန်တော်ဟို CEO ကတည်းကပြောတယ်ပေါ့နော်ဒါဘာပဲပြောဝမ်းသာစရာပေါ့ဟုတ်အဲစီနီယာရုပ်ရှင်သင်တန်းဆင်းပေါ့နော်ရုပ်ရှင်သင်တန်းဆင်းတစ်ယောက်အနေနဲ့ကတော့အခုဟိုရုပ်ရှင်သင်ဥစာသင်တန်းတက်နေတဲ့ညီရင်းညီမတွေကိုဒီဆရာတွေစာသင်တဲ့အချိန်မှာသူတို့အချိန်လာအချိန်ပေးပြီးတော့လာသင်တဲ့အချိန်မှာစူးစမ်းကြပါပြီးတော့ မှတ်သားကြပါမှတ်သားပြီးတော့အပြင် shooting တွေကိုအဲ driver နဲ့ light ကျွန်တော်တို့ကဘာတစ်ခုကောင်းသွားလဲဆိုတော့ကျွန်တော်တို့ကဟို driver တွေလည်းအစုံလာအစုံလာတင်ပေးတယ်ရုပ်ရှင်သေးဥဆောင်တွေကအစအကုန်လုံးလာတင်ပေးကြတယ်အဲ့တော့ကပေါ့အဲဆိုလို့အဲ့ခါကျတော့ကျွန်တော်ကဟိုအများကြီးဒီသေးဥဆောင်တွေနဲ့ဟိုသေးဥဆောင်တွေသေးဥဆောင်တွေနဲ့အများကြီးရင်းနှီးမှုရတယ်ပေါ့နော်အဲ့ခါကျတော့ဘယ်မှာသွားပြီးတော့အဲ့ဒါဟိုအကျိုးပေးလဲဆိုတော့ကျွန်တော်ကျွန်တော်တကယ်တမ်းဒီသေးဥဆောင် ရိုက်ကွေးဒီမင်းသားတယောက်အနေနဲ့ရိုက်တဲ့အချိန်မှာဒီကိုစီနီယာကြီးဒီအကိုလေးအမကြီးနဲ့တွေ့တဲ့ခါကျတော့ကိုကသင်တန်းသားဆိုတော့သူတို့ဟိုညီတပည့်မောင်တပည့်ဖြစ်နေခါကျတော့အများကြီးအဆင်ပြေရိုက်ကွေးမှာကြတော့လေအဲ့လိုမျိုးအားသာချက်တွေရှိတယ်။ဟောပေါ့ကျွန်တော်တို့ကဟိုဟောပေါ့ကျွန်တော်တို့သင်တန်းစီမီနည်းနည်းသွေးကြွကြတယ်အဲ့ဒီသဘောမျိုးပါသူကအရင်တိူးဆောင်ရင်းကြတယ်အမြဲအရင်လုံနိုင်တယ်ကိုကအရင်ကော်ဖီတန်းကြီးအရင်ရှိကြအဲ့ဒီသဘောမျိုးပါ အဲဒါမဲ့ပညာရဲ့တစ်ခုကတော့ဘယ်တော့မှဆုံးမနိုင်လည်းမရှိကိုသာတီဝမဲ့ပညာမဆုံးပညာရဲ့ဒီဘဲဘဲကျွန်တော်ကျွန်တော်တို့အစီမှာလည်းတိဥဆောင်တော့မှာပညာပါတယ်တိဥဆောင်ပညာဆိုတာအဲပညာရဲ့ကတသက်လုံးလေးလာလိုက်ဆိုင်လိုက်ဆိုင်လိုက်ဆိုင်နေကိုသာတီဝမဲ့ပညာကုန်မှာမဟုတ်ဘူးအဲ့လိုမျိုးအဲကျွန်တော် president လောက်တာနဲ့တိဥဆောင်လောက်တာလည်းဘာကွာချားလဲဆိုတော့ president နည်းနည်းပူတတ်တာဒါပေမဲ့သူကကြာကြာရဲ့ရတယ်ကျွန်တော် covid တုန်းကဆိုလို့ရှိလို့ရှိရင်ဒီ MRTB မှာကျွန်တော်တို့အဲဘာဘောနော်ဟိုကိုဗစ်အကြောင်း အဲပညာပေးတဲ့အစီအစဉ်လေးအဲအဲ့မှာじゃကျွန်တော်ကအဲ့မှာ present တော့ကျွန်တော်အဲ့တော့အလုပ်လည်းသိမရှိလေကိုပေးဖြစ်နေလူတွေလည်းဘယ်မှမတော့ဘာကိုင်းမလည်းမရှိအဲ့မှာကိုလည်းဟိုအဲကင်မရာလည်းအပြည့်ကျုံရအောင်ဒီကိုလည်း present လည်းတစ်ခါမှအဲ့ဒါပထမဆုံးကြာကြာနာနာလုပ်ဘူးလားပဲ present ဆိုတာလေအဲ့မှာတေချာလုပ်ဘူးတာပဲတစ်နှစ်တစ်နှစ်တစ်နှစ်ကျော်လောက်ရှိတယ်ပဲ present အဲတလောက်ကိုတစ်ပတ်နှစ်ပတ်လို့အများနဲ့ဝင်လုပ်ဖြစ်တယ်ဟုတ်ဟိုက तू ကဟိုဟာပေါ့ present present ဆိုတော့လူတွေကို ကိုကြည့်နေတဲ့လူတွေကို presentation လို့ခေါ်တဲ့ဟိုကိုပြောခြင်းတဲ့အကြောင်းအရာကိုအဲသူပရိသတ်တွေတိအောင်ပြောပြရတာသူကအဲ့လိုမျိုးအဲ့လိုမျိုးပါ presentation မိုက်ဝင်ပုံစံလဲဟိုကောင်ကတေးဥဆောင်ကြတော့ဘာကွာလဲဆိုတော့အဲ MOOC လို့ခေါ်တဲ့ခန်းစားချက်အဲ့ဒါလည်းကွာသွားတယ်အဲအဲ့ဒါမှားတယ်ရုပ်ကနေပြမှုစိတ်ကနေပြရတာသူက သူကစိတ်ထဲကိုဒီထဲကိုအရင်ရအောင်အရင်ထည့်ရတယ်အရင်အရင်ထည့်ယူမှနောက်မှတိ ਊ ဆောင်တိ ਊ ဆောင်အတက်ပညာတွေတဲ့အဲ့လိုပြန်စုပေါင်းတော့အဲ့အဲ့ကြမှာအမှုပညာဆိုတဲ့အရာတစ်ခုဖြစ်လာတာတိ ਊ ဆောင်တာကြီးပဲတက်တက်ကတိ ਊ ဆောင်တာပဲရှိတယ်ရင်ထဲကခန်းစားချက်ဆိုတဲ့ move ဆိုတဲ့ဟာကိုရင်ထဲရအောင်ထည့်လိုက်တဲ့အချိန်မှာပြောင်မြောက်တဲ့အမှုပညာပရိသတ်တွေအရင်ကြိုက်ကြပါတယ်ဆိုတဲ့အဲ့လိုအမှုပညာရတာဆိုတာပေါ်လွင်လာတာအရှင်ရိုက်ချင်တယ်အဲ့တင်းနေစမိကသာအရှင်ရိုက်တာနည်းတယ်ပေါ့နော်အခုနောက်ပိုင်းတော့အရှင်ကားရိုက်ရတာများတယ်ပေါ့ဘာပြောကိုသူသူကြကြ character လေးလဲထပ်ထပ်ပြီးတော့ နောက်တစ်ချိန်မှကျွန်တော်စဉ်းစားထားတဲ့ character လေးတွေရှိတယ်ပေါ့နော်ဇာတ်ကားလေးတွေရှိအဲ့ကကြရင်တော့မြင်ရမှာပေါ့အဲအခုလက်ရှိမှာဟို director new main လေးရိုက်တဲ့ the forest tow ဆိုတဲ့အဲဇလန်တွဲ MTB ကနေပြနေတယ်ပေါ့နော်အဲကျွန်တော်ရဲ့မြရရရဲ့ကိုညုံမင်းရဲ့ကျန်တဲ့တူဆောင်လေးနဲ့ပေါ့နော်တတိချာတူဆောင်လေးနဲ့အဲအဲ့ကားလေးကအခု MTB မှာပြတယ်အဲ့ဒါပြီးအခုအခုဒေါလာကတော့ကျွန်တော်ဟိုမှာရုပ်ရှင်ကကြီးစရိုက်မယ်ပေါ့နော်အဲ့ကားကတော့ အားပေးနေကြတဲ့ပြည်သက်တွေအားလုံးနဲ့ကျွန်တော်အရင်တော့ဇာကားလေးလိုမျိုးအတို့မပြီးတဲ့ဒူးလေးတို့မိုးထီအောင်လေကားထောင်းအဲ့လိုမျိုးအစားသဖြင့်ပေါ့နော်ကျွန်တော်ကိုပြည်သက်လက်ခံခဲ့တဲ့ကားလေးလိုမျိုးဆက်ပြီးတော့အားပေးကြပါအောင်ဝေဖန်ပေးကြပါအောင်လို့လည်းမြတ်တရရခံပါတယ်